ဃာမတွေဘယ်ဘွားကလာကြသလဲလို့မေးလို့ရှိရင်ဖြင့်မသိပါဘူးဖျားလို့တပွဲလုံးဖြေကြဘယ်ဘွားကလာကြတယ်မသိပါဘူးဟုတ်မသိတဲ့ခြေကလာကြတယ်ဒကာဘဘယ်ကလာပါလဲခက်လိုက်တယ်ဖြစ်ရှင်ကိုလာတယ်လာကိုလာတဲ့နေရာလဲကိုမသိဘူးဆိုတဲ့အိဗယ်ကလည်း ဖြစ်နေဖြစ်နေကြတာတော့လို့မေးလို့ရှိရင်ပြမသိလို့မသိတာရှင်းပါပါလေဖះဆိုတာဒါပဲဖြေထွက်မှာပဲဟုတ်ပါဘူးဗျာ။ကောင်းပြီဒကာဓမ္မတွေဒီဘဝကသုတေမနေသေလွန်လို့ရှိရင်လည်းဘယ်သွားကြရမှာတော့လို့မေးပြန်လို့ရှိရင်လည်းမသိပါဘူးဖះပဲဖြေရမှာ။ဩခက်လိုက်တဲ့ဖြစ်ခြင်းပဲလာလို့ဘယ်သွားရမှာမသိဘူးဆိုတော့စကားတော့အယုံဆိုးတာတော့ဖြစ်ရှိမှမထင်ပါဘူး။ <laughs> 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 ဘုရားမဘယ်လာလို့ဘယ်သွားမှမသိဘူးလေဘယ်နှဖြစ်နေကြတာမသိလို့ပဲဘယ်ကလာလို့ဘယ်သွားမှမသိဘူးဆိုတော့မောင်ကိုတို့လူစုတော့ခက်နေပြီကွာဘယ်ကလာတော့မေးရင်တော့မသိပါဘူးဖေဟာဘယ်သွားရမှာတော့အမလေးမသိတယ်လည်းပေါ်လာကြည့်လားဘုရားမောင်မသိတယ်ကပေါ်ပေါက်နေပြီ ဓာတိဘဝရင်လာလို့ဆိုလို့ရှိရင်နောက်နောက်တုံးဘဝတကယ်လည်းမသိရကလာပြီးမသိရကြီးသွားနေရတာပဲဆိုတဲ့အိပဲရှင်းလင်းပြီးဒီကလာနေတော့တယ်အဲ့တော့ဒကာဓမ္မတို့တခါဘုန်းကြီးကပဲဆက်မေးပြန်တယ်တဲ့ဓမ္မဒီဓမ္မဗြဟ္မာလာတဲ့ဒကန်တယ်မာလေးကုမာရီတို့ဘုသူကိုထောက်လိုက်လို့ရှိရင်လည်းသိတာပါတယ်သိရမှာဒကာဓမ္မတွေမသိဘူးလားလို့မေးလို့ရှိရင်ဘယ်နှဖြစ်ကြလဲ တရားမှာတော့အသိတာဩတရားမှာတော့အသိတာသိတာတစ်ချက်ကတည်းကရှိတာပဲဘယ်ကလမ်းမှန်းလည်းမသိဘယ်သွားမှန်းလည်းမသိတရားမှာသိရလားဆိုတော့သိပါတယ်ဖေဟာဆိုတော့သိတာကလည်းအမှန်သားပဲခဏကြီးရတဲ့တရားမယ်ဆိုတော့သိနေကြနော်သိပင်သိညာတော့လေတဲ့မသိတာလေးတစ်ချက်ကရှိနေပြန်သိတယ်သေးကမသိတာလေးတစ်ချက်က တကဝါတော်မကိုရောခမောင်တို့ရှိနေသေးတယ်သိရမယ်ချိန်ကာလသိကြရလားလို့မေးပြန်တော့မေးပါဘူးဩဒါဖြင့်တကယ်ဓမ္မတော့အချိန်သာမသိတာသိရမှာတော့သိတယ်ဆိုတာရှင်းနေဒါဖြင့်တကယ်ဓမ္မတော့ပြန်မေးပါဦးအပေကလာကြသရောဘယ်သွားကြမှာလဲသိရမှာတော့သိရလားအချိန်တော့သိကြရလားဓမ္မတွေဒီလို ခမရတဲ့ကြွတို့မှာဖြင့်ခက်ပိရိကလာ နေတာကအင်းဘကလာမှန်းလည်းမသိဘယ်သေးစုဒီမနေသေးလုံးနဲ့ခါကြလို့ရှင်ဘယ်သွားရမှန်းလည်းမသိသေရမှာတော့လည်းခန္ဓာရရဲသိရသေရမှာချိန်ကာလကြည့်လိုက်ပြန်တော့မသိပြန်ဘူးတဲ့ဒါဖြင့်ဒကာရမတို့ဒီလိုလုပ်ကြကြတို့ဘယ်ရလာတယ်မသိတာတော့ဖြင့်အသာထားဘယ်သွားရမယ်ဆိုတဲ့သိဖို့ရအလုပ်ကတော့လုံးမယ်ဆိုရင်ရတယ် ဘယ်သွားရမလဲဆိုတော့ဒီပြီးတဲ့အလုပ်ကတော့လုပ်ရင်ရသေးတယ်ဆိုတော့အင်းဒီနည်းလေးတလန်းတနည်းပုံရှိသေးတဲ့အတွက်ကောင်းကောင်းသေးတော့တယ်ဆိုတဲ့အဓိပ္ပာယ်လေးရသေးနော်အဲ့ဒါလေးလို့လုပ်ကြလိမ့်မယ်ဒကာဓမ္မတို့ဘယ်လိုလုပ်အောင်မအားမွေးတဲ့ခါကျတော့လာတာမသိလို့ရှင်သွားရသိဖို့အလုပ်ကလေးတစ်ခုတော့ကျွတ်တော့လုပ်ထားရမယ် သွားရသိဖို့အလုပ်ကလေးတစ်ခုတော့ဘာပါလိုက်လုပ်တာရမယ်လို့ဆိုတဲ့ဥစ္စာတရားဓမ္မတို့အလွန်ရန်ကိုပဲအရေးကြီးပါတယ်ဆိုတာမှတ်ထားစမ်းပါဦးသေတော့မယ်ဆိုတော့စာလုံးသုံးရင်ကံကမ္မနမိတ်ဂရိနမိတ်သုံးပါးတစ်ပါးပါထင်ရတယ်လို့ဆိုတော့စိတ်ဓာတ်သူကျွဲတော့ကြတော့စိတ်ဓာတ်သူကျွဲတော့ကြတဲ့အခါကျတော့ရှင်ဖြင့်တရားဓမ္မတို့သူတို့ဒီကားလို့ရှင်ကိုခိုင်းလုံးတဲ့ ဝိပဿနာပညာမဲ့ပညာတွေအလုပ်ကိုလှုပ်ထားလိုက်တဲ့အတွက်ဒီကသစ်ပင်ဆောင်ကအမျိုးမျိုးအဆောင်နဲ့နှက်တွေကစိတ်ဓာတ်သူရွယ်တင်သေးတော့မှာပဲသီလတော်စေတော်ပဏိဝိသုဒ္ဓတာဆိုတဲ့အတိုင်းမင်းတွေကလည်းရှင်သီလလည်းပြည့်စုံတယ်စိတ်တောင့်တာတိုင်းတောင့်တာတိုင်းပြည့်စုံနိုင်ပါတယ်ဒါကြောင့်မင်းတွေကလည်းစัจ jeva ရမင်းယူပါစัจ jeva ရမင်းယူပါလို့ဆိုတော့စိတ်ဓာတ်သူရွယ်က ဝါရေတံပိအနေဆန်းလို့ပြောလိုက်တံပိတို့စကြဝဠာမင်းမင်းစိစိန်သည်လေအကယ်ရအောင်ယူရရင်ရပါတယ်တံပိထွေရလက်တံဖြစ်တဲ့စကြဝဠာမင်းစိစိန်သည်လေအနေဆန်းအနေဆာပဲတံပိထွေစကြဝဠာမင်းစိစိန်သည်လေဒုက္ခဒုက္ခပဲလို့တိုင်းဥပါရိတော်များလာထားတော့တံပိထွေစကြဝဠာမင်းစိစိန်သည်လေနတ္တနတ္တပဲဘာဟာယတံထိုတရားကိုဘာဟာယပယ်၍သမိတ်တန်းသွားမယ်ဆိုတော့ ဒါရင်ငါပယ်သွားမယ်လို့ဆိုတော့သူသေးမကိစ္စလာပြောနေကြတာဒါရင်ပယ်ပြီးကျုပ်သွားမယ်လို့ပြောတော့သူသေးရမှသိတယ်သွားရမယ်ကိစ္စသူသိဒကာဓမ္မတို့ဘာသိပါလဲဩဒါဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေလည်းဩဒီနီးရှိတာပဲလို့စိတ်ထဲမှာအောင့်မြင်ကြမယ်နီးရှိတယ်နော်နီးရှိတယ်တဲ့ဘုန်းကမေးလိုက်တော့ဒကာဓမ္မတွေပဲကလာကြသရုံးဆိုတော့ဘယ်နဲ့ မသိပါဘူးခင်ဗျာတဲ့အင်းဒီဘဝသုတေမလေးသေးလုံးလို့ရှင်ဘယ်သွားမှာတုံးလို့မေးပြန်တော့လေအဲ့ဒါဒကာဓမ္မတွေသိတဲ့နေလုံးမထားလို့မသိပါဘူးခင်ဗျာလို့ဆိုတဲ့အိဗယ်ရဘာလုံးမထားလို့ဗာလိုက်သိတဲ့နေလုံးမထားတဲ့အတွက်တဲ့ဒကာဓမ္မတွေမသိပါဘူးခင်ဗျာတွေသာများနေတော့ ဟောတေယမာရောတိအချိန်လေးလည်းမသိကြသေး။သွားမယ်လမ်းခေးကိုလည်းမသိသေးဟာသိအောင်လုပ်တဲ့နေ့ကျတော့လှုပ်ထားဖို့အရေးဟာကျွတ်တော့အရေးပဲဆိုတာကဘာဝရမောင်ကိုယ်တို့ခမောင်တို့တကသစ်တို့ကိုမှတ်ကြမှာ။မှန်ပါဗျာ။ဒါဖြင့်ဒီဥစ္စာသိရမှသိရလားလို့မေးတော့ဒကာဓမ္မတွေကဘယ်နဲ့ဖြေလဲ။မှန်ပါဗျာ။ဒီပြည်ကလာတရားဓမ္မတို့ဘယ်သွားရမှာတုံးဆိုတော့မသိဘူးလို့ ဒကာဓမ္မတွေကတရားတစ်ပွဲလုံးမဲ့သုံးလိုက်ပါတယ်။အဲ့ဒါသိအောင်လုပ်လို့ရှင်းရင်လည်းသိပါတယ်။ရှင်းမလား။သိအောင်လုပ်တဲ့ပုဂ္ဂိုလ်များဒီကံဤကြတော့ဟိုးဓမ္မဗုဒ္ဓမှာလာတဲ့ဥပဒကကြီးတွေများထောက်ကြည့်တဲ့အခါကျတော့ဒုတိယနာပြေကယထာကလာဆိုင်နေတယ်။အာပရိနာကလာဆိုင်နေတယ်။ယထာတွေလာဆိုင်နေတယ်ယထာတွေကကျွေးထားလိုက်ပါသူထားလိုက်ပါနဲ့ဒီကံဤများဥက္ကမမခေါ်ကြဘူးလား။ ဟေးရကြပါအောင်ရကြပါအောင်လို့အောက်ကနေမအော်ရဘူးလားအဲ့ဒီအော်ရတဲ့နေရာဌာနသာသမီတွေကတော့မအထင်လွဲလို့အဖေကရောင်ကရမ်းမပြောပါနဲ့လို့တောင်းတောင်းမှန်ကြသေးတယ်ဟာငါကရောင်ကရမ်းပြောတာမဟုတ်ဘူးယထာတွေကသူယထာလိုက်ပါငါယထာလိုက်ပါဆိုတော့သာသူသွားရမယ်လမ်းသိနေတာကိုဗျာမှန်ပါဗျာအဲသူတွေသွားမယ်လမ်းလည်းသိတယ် ခန္ဓာစိတ်တော်သူကျွယ်တို့ကြာတယ်လေနိဗ္ဗာန်သွားရမယ်လားဒီအိဋ္ဌာရီမလိုချင်ပါဘူးဒိဋ္ဌာနိဗ္ဗာန်သာလိုချင်ပါတယ်ဒိဋ္ဌာနိဗ္ဗာန်ရှိသာသွားပါမယ်ဆိုတာလေသင်္ချာပိဒကလာနေတော့ဩသူဒီဘယ်ကလာခဲ့တာတော့မသိညာတော့လေဘယ်သွားရမယ်ဆိုတာတော့သိအောင်တရားဓမ္မတို့လှုပ်ထားဖို့သင်ပါတယ်သွားရမယ်ခရီးကိုလှုပ်ထားဖို့တော့ဖြင့်မလျှော့ကြနဲ့နော်ကိုလှုပ်ရင်ကိုရတာပဲ ကိုလှုပ်ရင်ရှိပါပါအေးဒါကြောင့်အဲ့တော့ခွန်ကြီးကဒီဓမ္မတွေဆုံးမကျင်တာကဩဘယ်ကလာမှန်းလည်းမသိဘယ်သွားရမှန်းလည်းမသိတရားမှာတော့သိရလားဆိုတော့သိပါတယ်ချိန်သိပါရဲ့လားဆိုတော့မသိဘူးတဲ့အခုဒီဓမ္မတွေဥပဒနာလုံးဒါနသီလတွေကြီးကျကျဲကဲငါလည်းသိတော့မှာပဲဆုံးမှာပဲကျင်းမှာပဲဒါနသီလတွေလည်းလောက်ရလိမ့်မယ် ဝိပဿနာမဉ္ဇဏ်ဆဲအောင်လဲလောက်ရလိမ့်မယ်လောက်ရလိမ့်မယ်ဆိုတော့ဒါတွေကိုဒါနလည်းတွန်းတွန်းကြဲကြဲမလုပ်ဖြစ်သီလလည်းအင်းမြဲအောင်မလုပ်ဖြစ်ဥပက္ခနာလုံးကြည့်ကြဗန္ဓရာချိန်ဝေးပြီးဒီကလာနေတာဒီဒကာရမတို့တရားမှာကအချိန်သိကြရဲ့လားသိပါဘူးဗျာတရားမှာတော့သိတယ်နော်အချိန်ကြတော့သိပါဘူးဩော်ဒါပြန်တရားမှာသိပြီအချိန်မသိတာနဲ့ဒါနလည်းရဲရဲမလုပ် သီလလည်းဆောင်းပြောင်းမဆောင်ဘုပဒနာအလုပ်တွေကိုလည်းတွင်းတွင်းကျဲကျဲမလုပ်ဖဲနေတာတရားဓမ္မတွေကိုမှားမှုကြီးမှားပြစ်ကြီးကြီးတယ်လို့ဆိုကြပါလို့မှန်ပါဘူးခင်ဗျာဥက္ကမောင်ဘာပြစ်ကြီးပါလဲမှားပြစ်ကြီးကြီးတယ်တရားမှာတော့မသိဘူးလားသိသလားဘာအချိန်လေးကြာပြန်တော့အဲအချိန်ကလေးမသိတာနဲ့ဖြင့်စင်ကြီးလဲပြီးကလာသာယသမီးရှိပွားရင်းနဲ့ချိန်လေးကုန်ခံပြီးတဲ့ကလာဒါနရရမစွန့် ဒီလမြန်မြန်ရေမဆောက်တင်နေပဲနဲ့ဘုရားဥပဒနာတွေကိုဆိုရကိုလည်းဒကာရမတွေကရှောင်းပဲရှောင်းပဲလုံနေတာ။အော်ဒီအချိန်လေးမသိတာနဲ့ဒကာရမတွေဒီကားလို့ရှင်ဖြင့်မိုက်နေတာပဲမလိမ္မာမှုတွေပိုးနေတာပဲလို့ဆိုလို့ရှင်မလွဲပါဘူး။ဒါကြောင့်ခမရတို့တရားအထုတ်လို့တွင်းနေကြရဲ့ဖြစ်ပြီးဒီကာလသွားရလန့်ချီအတိကြီးပြည့်ခြင်းရလို့ရှင်ဖြင့် <laughs> ဒီမရဏနှုတ်သတိလေးလည်းမှတ်ထားပါဆိုတာကိုလည်းမှတ်ရတယ်နော်။ငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလူတော့သည်ဆိုတာလေးအမျက်နှုံးကွင်းရမယ်။ငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလူတော့သည်။ငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလူတော့သည်။သဘောကျ။မုတ်ချတာသေးမှမဟုတ်လား။အချိန်တော့ပဲလူတော့တယ်မဟုတ်လား။အဲဒီကဓမ္မတွေဒီကားလို့ရှင်လူငယ်လေးတွေမှလည်းဘာသာလူတော့တယ်။ သေးတော့ဒီမှာပဲချိန်ပိုင်းလေးကြံတော့လူကြီးတွေမှာရောအဲဒီချိန်ပိုင်းအတွက်မှာချွတ်တို့ဒီကားလို့ဆိုလို့ရှိရင်မင်းကပြောသလိုပုဗ္ဗံသွားရင်ပြေးသွားပုဗ္ဗံလွတ်တဲ့နေရာဌာနဒီဘဝသာရောက်ခံမယ်နောက်မရောက်အောင်ကြိုးစားမယ်ဆိုတာဒီတုတ်တံသွားရင်ကြိုးစားမယ်ဆိုတာကိုလည်းမင်းကပြောခဲ့ပါတယ်ဒါကြောင့်တရားဓမ္မတို့ငါဒီမုတ်ချက်သေးရမည်ချိန်ပိုင်းသာလို့တော့ဒီဆိုတာကိုကိုကိုနှလုံးသွင်းဖို့ပြောပါတယ်မှန်ပါဗျာ

ငယ်တဲ့ပုဂ္ဂိုလ်လည်းသိရမှာပဲကွာမန္တရကြီးတဲ့ပုဂ္ဂိုလ်လည်းသိရမှာပဲကွာနော်ရေးပါလားရေးစပန္နိတာလူမိုက်တွေလည်းသိမှာပဲကွာလူပညာရှိတွေကအတ္တဆေဝဒိဋ္ဌာဆိုတဲ့ဆင်းရဲတာကိုသိရမှာပါဗျာ။ငယ်သူကျွဲတွေကိုသိရမှာပါဗျာ။သဗ္ဗေမစ္စုပရာယနာတဲ့သင်္မင်းစီမှာသွားပြီး ခန္ဓာကိုယ်နဲ့ခွန်ဆက်ကြရမှာကြီးပါပဲသင်္မင်းလက်တွင်ကောင်းစင်အကြရမှာကြီးပါပဲဆိုတာသိကြကြပါဘူးအဲ့ဒါကြောင့်ဒီထဲမှာအခုပြောတဲ့၆မျိုးတဲ့ဖြင့်မများတော့ပါဘူးငယ်တဲ့ပုဂ္ဂိုလ်လည်းပါပါတယ်ကြီးတဲ့ပုဂ္ဂိုလ်ကောမိုက်တဲ့ပုဂ္ဂိုလ်လည်းလိမ္မာတဲ့ပုဂ္ဂိုလ်ကောပစ္စည်းပါရှားတဲ့ပုဂ္ဂိုလ်ကောပစ္စည်းကျော်ဝတဲ့ပုဂ္ဂိုလ်ကောပါပဲပါပါဒီ၆မျိုးဟာနောက်ဆုံးပဲသင်္မင်းကောင်းစင်အကြရမှာကြီးပဲသင်္မင်းကို <coughs> <coughs> အဲ့ဒါကြောင့်သင်္မင်းကြီးကောင်းစင်အရတဲ့ဘဝတွေကများလုံးလို့ဒကာဓမ္မတို့တော်ပြီတံပြီသင်္မင်းဆဘဝဘဖြစ်ဖြစ်ကျွတ်တော့အလွတ်ပဲရှောင်းပါတော့မယ်ဆိုပြီးဒီကလဒကာဓမ္မတို့သေသည်ချမ်းမဲ့စိတ်ဓာတ်သူကျွယ်တော့လို့အဲလောကစည်းစိမ်တွေအကုန်ဒိဋ္ဌာကြီးပဲနိဗ္ဗာန်သာရင်ကောင်းတယ်ဆိုတဲ့အိဗယ်မျိုးရောက်တခါတည်းကိုသွားရမယ်လမ်းကိုသိထားရအောင်ဘုရားဒကာဓမ္မတွေ ဒါနဲ့သီလသမထဥပဒနာတွေအကုန်ကြိုးစားရတော့မယ်ဆိုတဲ့ဥစ္စာယနေ့ဟောပါတယ်။ရှင်းပြီနော်။ကဲဒါပြန်ဒကာဓမ္မတွေကတရားတော့နားနေကြတာပဲခွန်ကြီးကလည်းတရားဟောနေတာပဲ။ကြာတရားမီချိန်မင်းသာလူတော့ဒီဆိုတာလေးကိုနှလုံးသွင်းကြပါ။နှလုံးသွင်းလိုက်တဲ့အခါကျတော့ခွန်ကကာယလာယဂရီသိတဲ့အလုပ်ကိုနိဗ္ဗာန်အရဟတောဂရီလို့ဒီနေ့ကလည်းပြောခဲ့တယ်နော်။ နိဗ္ဗာန်တရားနာပုဂ္ဂိုလ်တို့ဤလာယဂရိဆိုတာလည်းပြောခဲ့တယ်။အဲတော့ဂရိမြဲအောင်တရားဓမ္မတို့နိဗ္ဗာန်မရသေးတောင်မှအဲသုကတိရအောင်သုတိကနေပြီးတကလားအောက်ပြန်မလဲပဲနဲ့နိဗ္ဗာန်ကူအောင်လို့ဖို့ဖြင့်ဒီကံဒီမှာသွားရလန်ခီယထာတွေကခေါ်သလိုနိဗ္ဗာန်အာယုံပြုတ်နိုင်သလိုတရားဓမ္မတို့သည်တဲ့ကျူးစားရမှာပဲ။ဒါဖြင့်အချိန်ပိုင်းတွင်ကျူးစားရမှာပေါ့ ်ခမည်းတော်ကဘာပဲလို့တော့မာဒီမုတ်ချသေးရမည်ချိန်ပိုင်းသာလို့တော့သည်ဒါပြန်ဒီချိန်ပိုင်းလေးအတွင်းမှာပဲဒကာဓမ္မတို့ဘာလို့ရမှာလဲကြိုးစားရမယ်ဥက္ကမောင်ရေလာရသိဖို့ကြိုးစားရမယ်ဘယ်ချိန်ကြိုးစားရမှာပဲဒီချိန်ပိုင်းလေးအတွင်းမှာဒါပြန်ဘုန်းကြီးပြောနေကြစကားတိုင်းဒကာဓမ္မတွေသုံးရလို့ရှင်းမြအသေးကမဟုတ်ပဲနဲ့ညံကဥအောင်လုပ်လိုက်ပါအသေးကမဟုတ်ပဲနဲ့ ခန္ဓာကိုယ်ကြီးအသေးပဲကြီးတခါရဲကိုင်းနေပါတယ်ညံကတခါရဲတခါရမတွေကအဲကိုင်းတာမင်းကိုင်းတာတော့ကိုင်းတာပေါ့ကွာတခါပဲကိုင်းခါမှာကွာနောက်ကိုပြင်းဒီမင်းခွန်ဆက်တယ်လို့မလုပ်တော့ပါဘူးဆိုတော့မသေးရမှန်ပြိနေပါဘူးတခါရမတွေတခါရဲမရောက်ရောက်ကျူးစားတော့မယ်ဆိုတာသဘောပါမတရားမှမင်းနိဗ္ဗာန်ဆိုတာရှားမဟုတ်ဘူးအထုတ်လိုက်တဲ့ခါကြလို့ရှိရင် နိဗ္ဗာန်မြင်တဲ့အမြင်ရပြီးတဲ့ပုဂ္ဂိုလ်ကြလို့ရှင်ဖြင့်သောတာပန်မြင်ဖြစ်ဖြစ်အဲဘယ်လေးပါးသမိတ်တွေကမထင်လားလို့သူတိနမိတ်တွေသာထင်လားပြီးဥက္ကမုံရေသွားရလန်းခီသိပါတယ်သဘောကျကြငရကနာကန်ရန္တာတို့ပါလေထို့သူပဲကိုသွားရကိုသိကြပါတယ်ဆိုတဲ့အဓိပ္ပာယ်ရှင်းကြပါလားဒါဖြင့်ဘယ်ကလာကြတုံးမသိပါဘူးဘယ်သွားကြမှာတုံးလို့မေးရင်ဟောအဲ့ဒါသိအောင်လို့ရှင်းကြလား အဲ့ဒါကြောင့်တဲ့ဒကာရမခမရတို့ဘုန်းကြီးတို့အာလုံးတရားနာကြတဲ့သံဃာတော်တွေရောဒကာရမတွေရောဘုန်းကြီးတွေရောအချိန်ပိုင်းမဲ့လူကြပါတော့တယ်ဘာလူကြတော့အချိန်ပိုင်းမဲ့ဘုန်းကြီးတို့ဒကာရမတွေလူကြတော့အိမ်မှာလဲဒီဦးနဲ့တူစကားများကြတော့နော်ကရောက်ကြရဖြစ်ကြတော့မယ်ဆိုလို့ရှိရင်အိုးအချိန်ပိုင်းနဲ့လူတဲ့သေကန်ကြီးကဒီပြောမျိုးပြောရသလားလို့ကိုယ့်ကိုယ်ကိုလည်းဆုံးမှာပါ အချိန်ပိုင်းလိုတဲ့ဒေဂန်ကြီးတွေမဟုတ်လားဗျာအဲ့ဒါတရားနဲ့တရားညင်မညင်မဖြစ်စေသာသမိဖြစ်စေမိမိပါနဲ့ဖြစ်စေသမညာကနဲ့ဖြစ်စေမိသင်ကနဲ့ဖြစ်စေကျန်ကျန်လာလာပြောမယ်ဆိုမယ်လို့ကြည့်လိုက်လို့ရှိရင်ခொနဲ့ငါးရီငါးရီမဟုတ်ချာတရားမီအချိန်ပိုင်းသာလိုတဲ့ဒီအချိန်ပိုင်းလိုတယ်ဆိုတာဒေဂန်ကြီးပြောတာအချိန်ပိုင်းလိုတယ်ဆိုတာပါပါလိမ့်ဟုတ်တယ်ဒေဂန်ကြီးကဒကာရမတို့ကျွတ်ခမရတဲ့ဒီကားလေဆိုလို့ရှိရင်ဖြင့်လောဘဒေါသမောဟသိမ့်ပြီးဒီကာလာ သွားရလန်ခီသိဖို့ရအလုတ်တာရေးကြီးလုတ်ပါတော့အခုတရားဓမ္မတွေကဘုန်းကြီးဆုံးမဇန္နာကရှေ့ပိုင်းမှာနော်သေကံဤတွေကသေကံဝေးငဲ့နေတာခက်တယ်ဘာခက်နေပါလဲသေကံဤကသေကံဝေးငဲ့နေတာခက်တယ်ဥက္ကမောဘာခက်နေအသက်တိုင်းနေရလို့ရှိရင်ဥက္ကမောနဲ့ဥက္ကမောနဲ့သားနဲ့ဆက်လက်ရှင်ပြဥက္ကမောကသေကံဤ သားကဘယ်နဲ့ကြောင်ဥက္ကမကြီးတွေသူတော်ကောင်းလို့မလုံနိုင်ပါလိမ့်မလဲမောင်ကိုတော့မလုံနိုင်ပါလိမ့်မယ်တွင်းနေကြကြမလုံပါလိမ့်တကောတော့မလုံပါလိမ့်မလုံလို့မေးလိုက်တဲ့အခါကျဟောဒီလက်ညှိုးထိုးပြတာကတေကံဝေးထိုးပြဘာထိုးပြလဲအမလေးဒါဖြင့်ဒကာရမတို့တေကံဝေးကတေကံဝေးဆိုတဲ့ဥစ္စာအသက်တိုင်းနေသူကဝေးပါလေအသက်တိုင်းနေရင်ပေါ့ဗျာဝေးပါလေ အဲ့ဒါဒေကန်သီးတွေကပြန်ငဲ့ပြီးဒီကလာနေတာဒီအမိုက်တစ်မျိုးပူတာပဲလို့ဆိုလို့ရှိရင်မလွဲပါဘူး။ဘယ်လိုဆိုကြပါမလဲ။အမိုက်တစ်မျိုးပူနေတယ်လို့ဒကာရမတွေဆိုလိုက်လို့မနာပါနဲ့။မနာပါနဲ့နော်။ဘာကြောင့်လဲဆိုတော့ကိုကအသက်တိုင်းနေတော့ဒေကန်ကကြီးတယ်။ဒေကန်ကကြီးဒေကန်ကနီးတယ်ဆိုတော့ယုံပါတန်ရရှိကြလို့သေးလား။လို့ပါဘူး။ သားငယ်သမီးငယ်မြင်းငယ်တွေကတော့အစဉ်တိုင်းသာကျွတ်တို့တိုင်းသာနေသွားရမယ်ဆိုရင်သူတို့ကသေကံဝေးပါသေးတယ်အခုဒီကရမတွေသူကိုယ့်အလုံးမလုံနိုင်တာသေကံနည်းတွေကကိုယ့်အလုံးမလုံနိုင်တာသေကံဝေးငဲ့နေလို့မှန်ပါဘူးခင်ဗျာဥက္ကမဘယ်နဲ့ဆိုပါကြားလို့မကောင်းနိုင်ကြရှိကြရလားကိုကဘုံမရှိရင်တော့မပြောရဘူးပေါ့ဗျာရှင်းမယ်ဆိုလို့ရှိရင်ဟိုးသေကံနည်းကသေကံဝေးတွေငဲ့နေလို့ ေကံဤအလုံးမလုံဘူးအသေးလွတ်တဲ့အလုံးကိုမလုံဘူးဟေးဆိုတဲ့ဥစ္စာဥဝါတို့မောင်ကိုတို့အတော်လွဲပါလားမလွဲဘူးလားဒါကြောင့်ဘုန်းကြီးကဥမာပြောရဘုန်းကြီးတို့တရားတော်မတွေဥမာပြောရကိုကတော့ဖြင့်မရဏရေတွေနစ်လို့မရဏဆိုတဲ့ရေတွေနစ်လို့ပါဇနာရောက်နေပြီကလေးသူငယ်ကိုငွေထားတဲ့ကလေးသူငယ်လူမတူတန်းတော်ငယ်တွေကကုန်းမော်ကနေကိုကရေထဲမှာနစ်နေလို့ပါဇနာတော်ရေဝင်တော့မယ် မဇ္ဇယေဝင်တေကမနည်းသေးဘူးလားမနည်းပါဘူးဒီမှာလည်းခမရတို့နေခဲ့ရတာကြာတော့မရဏယေတွေကသွားမို့လွမ်းမို့လာတော့ဒီနေ့လည်းဒီနေ့မရဏယေတွေကြောင့်တေကနည်းဖြစ်လို့ဗဇာနာရောက်ပြီးယေဝင်လှုပ်ပါပြီမှန်ပါဘူးဘုရားဘုရားမဝန်လို့သေးဘူးလားမဝန်ပါဘူးအဲ့ဒီယေနဲ့နေတဲ့ဗဇာနာရောက်နေတဲ့ပုဂ္ဂိုလ်ကဘုံဘွာလူတွေအတွက်စိတ်မချလို့ဘုံဘွာလူတွေအတွက်စိတ်မချလို့ကျုပ်ပြန်ခဲကြည့်ခဲ့ဖို့လို့ဘုံဘွာလူတွေများတိုင်ပြီးတဲ့ကာလ အတန်ကုန်ဟိပိစကလာအော်ပြောနေကြမှာဆိုရေတွေကလူအယူဖြစ်လိမ့်မယ်ကိုယ်အသေးလွတ်တော့ကိုရှာရာမဟုတ်ဖဲနဲ့ဘုံဘောကတေကံဝေးတွေအတွက်ကြည့်ပြီးဒီကလာသူစကားပြောနေတယ်ဆိုရဲဥက္ကမရေတွေကလူအယူဘယ်နဲ့ဆိုကြပါရေတွေကလူကတရားဓမ္မတွေဘယ်နဲ့ဆိုကြပါကိုရေးကိုလွတ်အောင်ယုံဖို့ရာကအရင်မကြည့်ဘူးလားဘုံဘောမှာလွတ်နေတဲ့ကလေးတွေကအမတန်မှ ူတို့မှချမ်းသာကြမ်းမှာပြီးဒီကာလကုန်းပေါ်မှာသူတို့သွားလို့ရသွားလာလည်းရတယ်ကိုယ်ရေနဲ့နေလို့ပဇာထဲတောင်ရေဝန်းလူပါပြီဒါကြောင့်ကုန်းပေါ်ကလူတွေအော်တုံးဟစ်တုံးဆွေးရင်လုံးကြောင့်ရတော့ဗျာပါရတယ်ဖြစ်တုံးဆိုလို့ရှိရင်ဖြင့်ဩသေကံဝဲတွေအတွက်သေကံနီးကဗျာမြန်းနေလိုက်တာလို့ဆိုလိုက်မြည်လိုက်လို့ရှိရင်တကားဘွားတို့ဥက္ကမောင်းတို့မောင်းကိုတို့နာကြမလို့ပါဘူးမလို့ပါဘူးကိုမိုက်တာပေါ်လားမပေါ်ပါဘူးမပေါ်ရဘူးလားပေါ်ပါရဲ့အင်းသေကံဝဲကဘာငဲ့ ေကံဤကသေကံဝေးငဲ့သေကံဝေးသေကံဤကဘာငဲ့သူကရင်နဲ့လရေတံပဇာတဲ့ဝင်လို့နေပြီနော်ဘုံဘွားကလေးတွေအတွက်သူဒီကားလို့ဆိုရင်စိတ်နေတယ်ကြောက်ညာနေတယ်သူတို့အတွက်ကြုံမစိတ်မချဘူးလို့များပြောနေမယ်ဆိုရင်ဥက္ကမောင်ရေဥပရေနဲ့ပဲကျုံတော့ရေတဲ့လူဟာအင်းမိုက်တဲ့ပုံယူကိုသေးတယ်မိုက်တဲ့ပုံမှာယူကိုသေးတယ်လို့စွဲချက်တင်ကြပါစို့ ဆိုလိုက်မဆိုလိုက်ခင်ဗျားတို့ကတော့သုံးတော့သုံးပါမယ်ခင်ဗျားတို့တဏှာကခင်ဗျားတို့ဝင်ထဲမှာရှင်းနေဖြစ်နေရှိတယ်တဏှာကခင်ဗျားတို့ဝင်ထဲမှာရှင်းနေလိုက်နေမင်းမွေးထားတာမင်းမပြုတ်ဘယ်သူပြုတ်မလဲအမေတဏှာကတဏှာကမင်းမွေးထားတာမင်းမပြုတ်ဘယ်သူပြုတ်မတော့မင်းတည်တောင်ထားတာလည်းမဟုတ်ဘူးလားမင်းသာသေးသွားလို့ရှင်ဒါတွေဝစီဖြေလိုက်တယ်ကိုခြင်းငရမ်းဖြစ်ပေဘူးလားအမေတဏှာကဝင်ဟောဘုန်းကြီးကသာအခုတေကံဝေက သေကဏီတွေသေကဏီတွေအတွက်သေကဏီကသေကံဝေးတွေအတွက်ပူးနေတယ်လို့ဘုန်းကြီးပြောတာဒါတရားကပန်းနေတယ်အိမ်ကြလာတဲ့အခါကျတော့ခင်ဗျားတို့ကဘုန်းကြီးပြောတယ်လားဟုတ်ပါရဲ့ငါငါလည်းစဉ်းစားရဦးမယ်မလာပဲဘူးလားအဲဒါဘုရားဝင်တရားဟောမယ်ထင်တယ်ကဲဒါပြန်ဘုန်းကြီးကတော့ဒီလာတဲ့အခါမှာတဏှာကြီးပြောနေတာတဏှာကတော့အိမ်ဆောင်သူကြီးဖြစ်နေတော့ခင်ဗျားတို့ဟိုဘက်ပါမှာပါပဲဘုန်းကြီးအရှုံးပေးအောင်ရပါတယ် အတော်ဆိုးနေပါလားဒီကဓမ္မတို့အဲ့ဒါအိမ်ကြတော့ငါလိမ့်မာရလားငါမိုက်တာလားဆိုတာဥက္ကမောင်ကြီးနဖူးပေါ်လက်တင်စဉ်းစားတယ်ဒီကလေးတွေနဲ့ရှေ့စားဖို့တောက်ဖို့နဲ့ဒီငွေရှာမှုကြီးနဲ့ဒီရောင်းဝယ်ကြီးပြတ်မှုနဲ့ဖြင့်ငါပြန်အိတ်တောင်ပြောဦးกว่าခဲ့တာဆိုတော့အော်ဒီကနေ့ကဘာသာန်ထွက်လာဒီကနေ့ကယူလန်ထွက်လာပြန်ပြီဘယ်နဲ့ဆိုကြမလဲ ဟာသိကံနဲ့နှီးသေးတယ်ဆိုတော့ယူတာနဲ့ထွက်သေးတယ်ဆိုတော့အယူမသာချဝေရာဖြင့်တော်နှီးနေပြီဘာမသာတွေဖြစ်ကုန်ကောင်းပါဘူးဗျာခင်ဗျာဆိုမသာဆိုရလဲအတုပဒီတဲကလည်းအတုပပုံမှာယူကထနေပြန်တော့အယူမသာဖြင့်ဥက္ကမောင်းကောင်းသေးရဲ့အယူလည်းဖြစ်ပြန်မသာလည်းသိကံနှီးဆိုတော့သေတော့မသာဖြစ်ရမှာဗျာအဲ့တော့အယူမသာဆိုတော့လူပို့လုံးမှာကောင်းနိုင်ရဲ့ရှိရလား ဥက္ကမယုံမတာများခင်ဗျာပို့ကျင်သေးလားဟုတ်ကဲ့လားကြက်ကြက်စင်သားကြက်စမ်းပါဒကာရမတာယုံမတာနဲ့အကောင်းမတာကဘယ်ကများတော့ဒါမပို့ကျင်မှုတဲ့ဥက္ကမကြီးကသူပုတ်ကြတဲ့မတာတွေဘာမတာတွေပါလဲသဘောပါကြလားအမတန်ဆိုးရပါတယ်ဆိုတာပေါ်ပြီနော်ခိုင်းဒါဖြင့်ဒကာရမတို့ဒီနေရာတွေကရှေ့ဘက်ကနေပြီးဒီကလာဒကာရမတွေဆရာဘုန်းကြီးဟောတာ ိမ်ကြလို့ရှင်တဏှာတရားဝဆရာကဖြတ်လိုက်မယ်ဆိုတာသတိပေးလိုက်မှန်ပါဗျာဆရာဘုန်းကြီးနဲ့တကွအားလုံးတော့မြတ်စွာဘုရားမြတ်စွာဘုရားဤသာသနာတော်တောက်လျှောက်သာပရိယတိသာသနာတွေကုံဆောင်ပြီးဒီကရလာတဲ့ပုဂ္ဂိုလ်တွေဘုရားဆရာကတလုံးမှမလဲအောင်ပြောနေတဲ့ပုဂ္ဂိုလ်တွေကဒကာတို့ဒကမတို့အမှန်ပြောတာမှန်ပါဗျာခင်များတို့တဏှာကပြောတာအမှန်ကောက်ချက်တဲ့စကားမှန်ပါဗျာတဏှာကပြောတာကတော့မှန်ပါဗျာ ဘုရားနဲ့ကွာကူသိလိမ်မှရှိတဲ့ပုဂ္ဂိုလ်တွေကပြောတာကတော့ဖြစ်အဲအမှန်တရားကိုအိမ်ကြလို့ရှင်းဖြစ်ဒီကနေပြီးလက်နေရင်တဏှာဟိုကနေအိမ်ကြချင်းနဲ့ဖြစ်လိမ့်အဲ့ဒါကြက်ကြက်သတိထားစမ်းပါဖြစ်လိမ့်မနော်အိမ်ရောက်တင်တဲ့ပြင်နဲ့မောဒကဘုရားရှင်းကြမြင်းသားဘုရားရှင်းကြအမြဲတမ်းရှင်းနေတဲ့ပြင်နဲ့တဲ့ဘုရင်အိမ်နေလားဘုရင်ကောင်းလေးသွားစမ်းလို့စမ်း လောက်ကုန်ပြီခင်ဗျားတို့မလောက်ပဲဘူးလားဟိုဆောင်းစောကံလေးကမကောင်းသေးပါဘူးဆိုပြီးဟိုနာသွားဒီနာသွားဟာဘာလောက်တာရောလို့မဲတဲ့ရှင်နဲ့ဟောဒီကလက်နဲ့ရဲလိုက်တာဟိုမှာတနာချီနဲ့ဖြတ်လိုက်တာမလုံးကမသွင်းမိတော့ဘူးကျောက်ပြန်ထိတ်ခနဲ့ပြာခနဲ့သွားတာပဲဥက္ကမောင်ဒီဘက်လက်မသွားဘူးလားတနာကဒုက္ခတနာဒီကလို့ဆိုရင်ဒုက္ခသစ္စာပေးလိုက်ထိတ်အောင်ပြာအောင်ပေးတတ်တယ်လို့ပါဘယ်လိုလုပ်ပါလဲမသိပါဘူး ရှင်းအောင်လဲအောင်ချမ်းသာအောင်ပေးတဲ့အလုပ်ကတော့ဖြင့်ဆရာသမားနဲ့တကွဘုရားတော်မူတဲ့ပညာစခန်းတွေပေါ့ဗျာအဲ့တော့ပညာစခန်းကအမှန်ပြောညာဆိုတာတဏ္ဍာကန်ကထိတ်အောင်လုပ်တာကိုခင်ဗျားတို့ကသူ့ပဲလိုက်လိုက်သွားတာတဲနာရဗျာတဏ္ဍာကတော့ဘာလုပ်တာပါလိမ့်ထိတ်အောင်လောက်အောင်လုပ်တယ်ညာကတော့ဖြင့်ရှင်းအောင်လင်းအောင်အဲ့တော့ညာနောက်ကိုလိုက်မှမိမိတို့ချမ်းသာကြမယ်တဏ္ဍာနောက်ကိုလိုက်လို့ရှိရင်ဖြင့် အဲ့ဒါအိမ်တက်ကြလေစဉ်းစားရုံနဲ့အိမ်မမတက်နိုင်ဘူးဆရာဘုန်းကြီးကမှားလိုက်တယ်ညာနဲ့အိမ်မတက်တယ်တဏှာနဲ့အိမ်မမတက်နေတယ်ဘုရားမောင်ဘယ်လိုမှားပါလိမ့်ဗျာအဲ့ဒါကတော့နန်းနဲ့သန်းတဲ့စိတ်ကလေးတွေကလည်းရှင်ဖြစ်ပြီးပြက်တာပဲကြွတဲ့စိတ်ကလေးကိုအေးချတဲ့စိတ်ကလေးကိုအေးဒီကလည်းစိတ်ကလေးတွေရှုခြင်းရှုရုပ်ကလေးတွေဖောက်ပြန်မှုတွေရှုခြင်းရှုရှုပြီးတကအဲ့ဒီလိုညာနဲ့တက်သွားပါ ဘယ်လိုမှမပြန်လာသေးဘူးလားအခုတည်းတို့တောင်တရားနာပြန်လာရင်တို့ကဘယ်သွားမှမသိသေးအဲ့ဒါကဲဆုံးပဲလုံးမနေနိုင်ရိပ်မိဗလားခင်ဗျားတို့ကဒါပရိမစိတ်ကောင်းတာကြံပန်စိတ်တယ်ဥက္ကမစိတ်ဘူးကလားစိတ်ဘူးပါလားစိတ်ဘူးပါလား gain ဒါဖြင့်အိမ်တက်ကိုတက်တက်ကြပါဗလားဒီကပြန်တဲ့ခါကြလိမ့်ရှင်ဖြင့်တေကနီးတဲ့တက်ကြဆန်းပါ သေကံဝေးတွေအတွက်ထည့်ပြီးမစင်းစားပါနဲ့ဘယ်လိုတည့်ရမလဲသေကံဤတဲ့တည့်ရမလဲသေကံဤတဲ့ဆိုတာငါသေတော့မှမြန်မြန်လုံးမှကိုရဲကိုဆိုပြီးငါဒီပဲခက်ကလာမှသတိပဋ္ဌာန်ကိုမလွတ်တော်ဘူးဆိုပြီးသေကံဤတဲ့တက်ကြစမ်းပါဒီတိုင်းတည့်ရင်သေကံဝေးတဲ့အတွက်တည့်အိဗယ်ရောက်တယ်သေကံဝေးတွေအတွက်စင်းစားတက်သွားလို့ရှိရင်ငါဘာမှမဟုတ်ပါဆိုးလို့ကဲသုံးမာတာဖြင့်တော်တော်သိပြီမဟုတ်လား ခိုင်းတရားဓမ္မတွေငါဒီမုတ်ချတရားမြေချိန်မင်းသာလူတော့ဒီဆိုတာကိုလေညံ့ညံ့ဘူးနှလုံးသွင်းပြီးတကတခါတည်းမြန်မြန်လုတ်ပြပါနော်ဒီတော့ကောင်းလို့မြန်မြန်လုတ်ပါ